အားလုံးပဲမင်္ဂလာပါခင်ဗျပြီးခဲ့တဲ့စနေနေ့ညမှာတော့ကျွန်တော်တို့ DFTB အဖွဲ့သားတွေကထိုင်းလိဝမ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ချင်းရွန်ယူနိုက်တက်အသင်းနဲ့လေယောင်သင်းတို့ရဲ့ပွဲစဉ်ကိုတွားကြည့်ရှုခဲ့တာဖြစ်ပါတယ်ထိုင်းနိုင်ငံမြောက်ပိုင်းမှာဆိုရင်တော့ချင်းရွန်ယူနိုက်တက်ကအသင်းကောင်းတစ်သင်းဖြစ်သလိုလေယောင်သင်းဟာဆိုရင်လည်းအခုနှစ်ထိုင်းလိယာတီမှာတော့ခြေစွမ်းကောင်းနေဇက်လိုက်ပြတ်တာထားတဲ့အသင်းကောင်းတစ်သင်းပဲဖြစ်ပါတယ်ဝိနာကိုစားရတဲ့ဆိုရင်ပဲကျွန်တော်တို့တွေပြည်သက်တွေအများပြားနဲ့ပြင်းထန်နေတာကိုစပြီးမြင်တွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ကွင်းရှင်မှာစိုင်းကဲကရက်ဆရာနေရာမရှိအောင်ကိုထိုင်းလျက်ပြည်သက်စုံဝင်စားမှုနှုန်းကအခုနောက်ပိုင်းနှစ်တွေမှာပိုပြီးမြင့်တက်လာတယ်လို့တော့ပြောလို့ရပါတယ်။ဒါ့ပြင် ဒီဗီဒီယိုလေးမှာတော့ထူးထူးခြားခြားအနေနဲ့ EFTV ကပထမဆုံးထိုင်းလူမျိုးဖော်ဝင်တအူရဲ့တင်ဆက်မှုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ Chinra United ပြည်သက်ကောင်မလေးတွေရဲ့အမေးဖြေကဏ္ဍလေးတို့ကိုပါကြည့်ရှုရမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျ။ Sorry ครับဒီနေ့တော့ Labso DF Football วันนี้พบกับ เชียงรายยูไนเต็ดพบกับระยอง FC วันนี้บรรยากาศข้างสนามนะครับเราดูได้ ตอนนี้เราจะมาซื้อตั๋วเข้าชมฟุตบอลกันนะครับตอนนี้ คนมาคือคืนมากตอนนี้เรามาอยู่ในสนามบอลแล้วครับ ดูบรรยากาศได้ครับยู u c น n show ตอนนี้ผ่านไปครึ่งแรกนะครับ ยังทั้งสองทีมก็ยังไม่สามารถทำแต้มกันได้ แต่เหมือนว่าฝั่งระยอง จะทํากันบ้านมาได้ดีกว่า มีโอกาสบุกทําประตูได้เยอะกว่า แต่ไม่คมพอที่จะทําประตูได้ครับ น้องๆชื่ออะไรกันบ้างครับชื่อนุ่นค่ะชื่อนัทค่ะ วันนี้คิดว่าทีมไหนจะชนะครับ ต้องเชียงรายอยู่แล้วค่ะ เชียงราย น้องเรียนอยู่กันอยู่หรือ เปล่าครับเรียนอยู่ค่ะเรียนอยู่ที่ไหนครับ ราชภัฏเชียงรายฝากว้าบหน่อยได้ไหมครับฝากว้าบ์ N N F U N จุดเขาเรียกว่าอะไรคะอันดับสกอร์สอง N จุด N X N จ T สองเก้าสวัสดีครับ พี่ชื่ออะไรครับผมใบเต้วค่ะ ชื่อใบเต้วนะครับ ใช่ค่ะ ตอนนี้วันนี้พี่คิดว่าทีมไหนจะชนะเชียงรายค่ะเอซีเชียงรายค่ะ วันนี้พี่มาทำงานใช่ไหมใช่ค่ะ วันนี้มาทำงานให้สิงห์เดบอนโซดาค่ะ จอกันหน้าสนามได้ทุกแมตช์นะคะ วันนี้เชียงรายชนะแน่นอนขอบคุณครับ เชียงรายยูไนเต็ดအတင်းကအဲလေယောင်တင်းတဲ့ဘွယ်မှာအတင်းလိုက်ကစားပုံအတော်ကုန်ကြီးဖြစ်နေလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့အဝေးကွင်းကလာကစားတဲ့လေယောင်တင်းကတော့တံမြတိုက်စစ်ကနေအကွင်းကြီးအများကြီးရခဲ့တယ်လို့ရသွားတဲ့ကိုကြီးလည်းချင်းရိုင်းနောက်တန်းကပေါ်စားမှုကြောင့်ရခဲ့တာလို့ပြောလို့ရတယ်အဲ့ဒီတလုံးတဲ့တော့ကိုနဲ့ပဲလေယောင်တင်းကချင်းရိုင်းယူနိုက်တက်ကိုခိုက်တိုက်တဲ့နိုင်အနိုင်ရခဲ့ပြီးတော့အနိုင်သုံးဘက်ကိုရရှိခဲ့တာဖြစ်ပါတယ် ဒီပွဲကိုထိုင်းနိုင်ငံကအားကစားရုပ်တံလိုင်းတွေမှာလည်းရိုက်ထုံးလင်းပြသခဲ့တယ်လို့ပွဲကြီးစဉ်၄ဘက်၄လံလုံးမှာလည်းရိုက်ကူးနေတာကိုကျွန်တော်တွေ့ခဲ့ရတယ်။ဝိမျက်ကကားထဲမှာလည်း broadcasting ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့အခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးပြည်သက်တွေအားပေးမှုကတကယ်ကိုမှလေးစားစရာကောင်းတယ်။ဘာလို့လဲဆိုတော့ပွဲပြီးတဲ့အချိန်ကြီးတစ်ချက်မှမနာဘူးသူတို့ဒီအဝေးကပြည်သက်ကအင်္ဂွေကပြည်သက်ကအဝေးကပြည်သက်ဆိုရင်လည်းကျွန်တော်တို့ပြည်သက်ကဘယ်လောက်မှမရှိပါဘူးသူတို့လုံးဝပွဲပြီးတဲ့အချိန်ကြီးကိုလုံးဝမနာဘဲနဲ့ ့ ohe အားပေးနေတာတွေတကယ်ကိုမှကြည်ထားစရာကောင်းတယ်နောက်ပြီးတော့ကျွန်တော်တို့ရှုံးတဲ့အသင်းပြိတက်ကနိုင်တဲ့အသင်းပြိတက်ကိုလေးစားသမှုနဲ့လက်ခုပ်တူကုန်ပြီးကြပြီးတော့နိုင်တဲ့အသင်းပြိတက်ကလည်းထပ်တူညီတဲ့လေးစားမှုကိုပြသတာဟာမြန်မာပြည်ကဘောလုံးပြိတက်တွေတကယ်ကိုမှလေးစားအတူယူရမယ်အချက်လို့ပြောလို့ရတယ်ပြီးတော့နှစ်ပတ်အသင်းပြိတက်တွေဟာအားပေးတာလုံးဝစီကန်းရှိရယ်ဝက်တင်ပြရာရောင်းတာကိုကျွန်တော်မြင်ရမှာဖြစ်တယ်ဒါပေမဲ့နှစ်ပတ်တင်ပြိတက်တွေကတော့ပြရာတောက်ပြီးတော့အားပေးတဲ့နေရာမှာမလိုလားတဲ့ခိုက်ရန်ဖြစ်ပွားမှုတွေစကားမြန်ရန်ဖြစ်တာတွေရန်ကားမှုတွေလုံးဝမရှိသလောက်ပဲ။ဝဲပြီးတဲ့အခါမှာလည်းဘာပြဿနာမှမရှိပဲအေးအေးဆေးဆေးနဲ့အိမ်ပြန်ခဲ့တာကိုကြည့်ရင်လည်း ခိုင်းလီဟာအခုလိုမျိုးအာဆီယံမှာနံပါတ်1ဖြစ်နေတယ်ဆိုတာဆန်းနှယောက်မြောက်ပြည်သက်တွေကြောင်းလို့လည်းပြောလို့ရတယ်ဒီနေ့မှာတော့ကျွန်တော်တို့ DFTB အဖွဲ့သားရဲ့အနေနဲ့ခိုင်းလီပွဲစဉ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအကြောင်းအရာများကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ရက်ဒီမှာလည်းပြည်သက်တွေအတွက်မတူညီတဲ့အစီအစဉ်ကောင်းများစွာနဲ့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ဆက်လက်ဆောင်ရွက်ကြိုးစားအားပေးကြပါအောင်လို့ပြောချင်ပါတယ်အဆုံးထိကြည့်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျ ဘောလုံးနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ရာဘဝသူရဖြစ်ဖို့ရာအစီအစဉ်ကောင်းလေးတွေကိုအားပေးခြင်းနဲ့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ DFTV အားကစား channel ဆိုရင်တော့အခုဆိုရင် Facebook, YouTube နဲ့ TikTok platform တွေမှာအချိန်နဲ့တပြေးညီကြည့်ရှုအားပေးနိုင်ပြီဆိုတာသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာ။